မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကအကြွေးထူတဲ့ပြီးသုံးလုံးပါတီဥက္ကဋ္ဌတသက်ခိုင်ဟာစစ်တကလုံးမဲ့ရွေးကောက်ပွဲအတူကြီးကိုဝင်ပြိုင်ခွင့်ရဖို့တော့အချက်ဖတ်မင်းအွန်လိုင်းကိုအတနာခံစားတင်ခဲ့ပြီမဲ့မင်းအွန်လိုင်းကမတနာတဲ့အတွက်ရွေးကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသတ်ညီကုန်းချုပ်သွားပြီလို့ပြောပါတယ် ဂိုတိုင်ရေတရှိမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတံပြန်တက်ခိုက်ချင်းမမှုအတွင်းစစ်တပ်ဘက်ကအယောက်20ဝန်းကျင်ကတော့အတီးတီးတိတ်ကုန်ကြပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဟာရှစ်ဆက်မတိုးရတော့ပဲစစ်ကြောင်းလိုက်ပြန်ဆုတ်သွားကြတယ်ဆိုတဲ့သတင်းပါဝင်ဒီကမနက်ခင်းသတင်းတွေကိုတင်ဆက်ပြပါမယ်ခုပြမစုံတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြန်မာနိုင်ငံကအကျွေးထူတဲ့ပြီးသုံးလုံးပါတီဥက္ကဋ္ဌတတ်တတ်ခိုင်ဟာ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကိုဝင်ပြိုင်권ရဖို့တောင်းအချက်ဖတ်မင်းအွန်လိုင်းကိုအတနာခံစာတင်ခဲ့ပေမဲ့မင်းအွန်လိုင်းဟာမတနာတဲ့အတွက်ရွေးကောက်ပွဲပြိုင်권လုံးဝအဆုံးသတ်ညှုံချုပ်သွားပြီလို့သိရပါတယ်ဒါကိုတော့အကျွေးထူတဲ့တတ်တက်ခိုင်ရဲ့ပြီးသုံးလုံးပါတီကိုတိုင်ကအတီးပြုတ်ထုတ်ပေါ်ပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီမှာအဓိကပြောထားတဲ့ဆိုလိုရင်းကတော့အကျွေးထူတဲ့ပြီးသုံးလုံးပါတီဥက္ကဋ္ဌတတ်တက်ခိုင်ကိုသူ့မှာရှိတဲ့အကျွေးတွေကြောင့် စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ကနေဝင်ပြိုင်ခွင့်မပေးပဲမဲအွန်လိုင်းတို့စစ်တပ်ကပယ်ဖြတ်ထားမှုကိုတတ်တတ်ခိုင်ဟာမဲအွန်လိုင်းစီကိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရဖို့အတနာခံစားတင်ခဲ့တဲ့အကြောင်းဒါပေမဲ့မဲအွန်လိုင်းကမတနာပဲတင်ပြတဲ့အတနာခံစားကိုပယ်ချလိုက်တဲ့အတွက်ရွေးကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသတ်ညီကုန်းချုပ်သွားရပြီဖြစ်တဲ့အကြောင်းတွေကိုပြီးတော့လုံးပါတီဘက်ကပဲအတည်ပြုပြောဆိုထားတာဖြစ်ပါတယ် အဲ့ဒီပြည်သူ့ရှေ့ဆောင်ပါတီလို့ခေါ်တဲ့ပြည်တော်ပါတီဥက္ကဋ္ဌတတ်တတ်ခိုင်ကိုအကျွေးပေးဖို့တွေရှိနေတယ်ဆိုတဲ့အချက်နဲ့အော်တိုဘားလနှောင်းပိုင်းမှာပဲအချမ်းဖတ်မင်းအွန်လိုင်းတို့စစ်တလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကနေလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကပယ်ဖြတ်ခဲ့တာပါအဲ့ဒီနောက်ပိုင်းတတ်တတ်ခိုင်ဟာသူ့ကိုပယ်ဖြတ်ထားတဲ့အချက်ကိုပြန်လည်စဉ်းစားပေးဖို့မင်းအွန်လိုင်းစီကိုတိုက်ရိုက်အတနာခံစားတင်ခဲ့ပြီးရွေးကောက်ပွဲမှာလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်သူ့ကိုပါဝင်ရှင်ပြိုင်ခွင့်ပေးဖို့အနုအညွတ်မြတ်တာရက်ခံခဲ့ပေမဲ့ မေအွန်လိုင်းကိုတိုင်က UEC ရဲ့ဆုံးဖြတ်ချက်အတိုင်းသာအတီးဖြစ်တယ်လို့ပြောပြီးပယ်ချလိုက်တဲ့ဆိုပြီးတော့ပြီးသုံးလုံးပါတီဘက်ကအတီးပြုပြောဆိုထားပါတယ်အဲ့ဒီအတွက်အကျွေးထူတဲ့ပြီးသုံးလုံးပါတီဥက္ကဋ္ဌတတ်တ်ခိုင်ဟာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာတော့ပါဝင်ခွင့်မရတော့ပဲရွေးကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသတ်ညီကုန်းချုပ်သွားပြီလို့သိရပါတယ်အဲ့ဒီလိုအကျွေးထူတဲ့ပြီးသုံးလုံးပါတီဥက္ကဋ္ဌတတ်တ်ခိုင်ဟာကဘာအေးဖျားလန့်နဲ့ဆီယာဆန်လန်တောင်းက68 resident air cement gate အတွက် ကမ္ဘောဇာဘဏ်ကနေငွေကျပ်ဘီလီယံ100ကျော်ချင်းငှခဲ့ပြီးအဲ့ဒီစီမံကိန်းဟာအချိန်မီပြီးစီးမှုမရှိဘဲအခန်းတော်အခုချိန်ထိပြန်မအပ်နိုင်သေးတဲ့အတွက်ကမ္ဘောဇာဘဏ်ကနေသူချေယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်ကိုပြန်မဆက်နိုင်ရုံနဲ့မကအတိုးပေးဖို့နောက်ကျဓာတ်ရီပါဖြစ်ပေါ်ခဲ့တဲ့အပေါ်သူ့အနေနဲ့အဲ့ဒီအကျွေးကိုရှင်းနဲ့တန်းသည်ဖြစ်စေ၁၀နှစ်တန်းသည်ဖြစ်စေဆက်လက်ဆက်သွားပါမယ်ဆိုပြီးတော့ပါတတင်းစာရှင်းလင်းပွဲကျင်းပပြီးတော့ကိုထုတ်ဖော်ပြောဆိုတော့ပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့ပဲခူးတိုင်းကမိုးညိုမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲစင်းလာရောက်စစ်ဆေးသူမရှိတာကြောင့်စစ်တပ်ကတအိမ်ကိုလူတအုံနှုံရွေးကောက်ပွဲမဲစင်းလာရောက်စစ်ဆေးရမယ်ဆိုပြီး PRP ချင်းချောက်ခေါ်ဆောင်နေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ကစ်တက်ကိုပြောပါတယ်လက်ရှိပဲခူးတိုင်းမိုးညိုမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှုရုံးတွေမှာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက် မဲဆင်တွေကိုကတ်ထားပြီးမဲ့အဲ့ဒီမဲဆင်တွေကိုလာရောက်စစ်ဆေးသူမရှိပဲဖြစ်နေတယ်ဆိုပါလေအဲ့ဒီအတွက်နိုဝင်ဘာလ14ရက်နေ့ကပဲမိုးညိုမြို့ပေါ်ကစစ်တလောက်ခန့်မြို့မှာရက်ွက်အုပ်ချုပ်ရေးမှုခင်လက်နဲ့ရွှေဥတော်ရက်ွက်အုပ်ချုပ်ရေးမှုများတန်းတို့ဥဆောင်ပြီးသူတို့စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆင်တွေကိုလာစစ်ကြဖို့ပြည်သူတွေကိုလိုက်လံဖိအားပေးခေါ်ဆောင်နေပြီးတအိမ်ကိုလူတအုံနှုံမဖြစ်မနေမဲဆင်လာစစ်ရမယ်ဆိုပြီးတော့ပါချင်းချောက်ခေါ်ဆောင်နေတယ်ဆိုပါလေအဲ့ဒီလို့ သူတို့ပြောတဲ့အတိုင်းမဲစင်းလက်မစစ်ရင်စစ်တပ်ကိုခေါ်ပြီးဖမ်းခိုင်းမယ်ဆိုပြီးတော့ပါအဲ့ဒီအုတ်ချုပ်ရင်းမှုခင်လက်နဲ့မြတ်တန်းတို့အဖွဲ့ကချင်းချောက်ထားသေးတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အဲ့ဒီလိုအုတ်ချုပ်ရင်းမှုတွေကပြည်သူတွေကိုဖိအားပေးချင်းချောက်ခေါ်ဆောင်မှုကြောင့်ပြည်သူတွေကတအိမ်ကိုတအူးနှုံမဲစင်းတွေမဖြစ်မနေလာစစ်ရတဲ့အချိန်ရက်ွက်ယုံမှာပြည်သူတွေကိုဓက်ပုံရိုက်ပြီး သူတို့စတက်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကိုပြည်သူတွေစိတ်ဝင်စားပါတယ်ဆိုတဲ့ပုံစံနဲ့ဝါဒဖြန့်ကြွေးကြော်ဓာတ်တွေပါ လုံနေသေးတယ်လို့ဒေသခံတွေကပြောထားကြပါတယ်အဲ့ဒီမိုးညိုမြို့ပေါ်ကစတက်လောက်ခန့်အုပ်ချုပ်ရေးမှုမြာတန်းဆိုသူဆိုရင်ရွှေဦးတော်မြို့နယ်အတွင်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရမှာနာမည်ဇိုးနဲ့ကြော်ကြားသူဖြစ်ပြီးစစ်မှုထမ်းကိစ္စနဲ့ပါပြည်သူတွေကိုမတရားငွေညှစ်တောင်းရန်နေသူဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျတဖက်မှာတော့ ပကိုးတိုင်းရေတာရှင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူးပေါင်းတပ်တွေကတံပြန်တက်ခိုက်ချေမှုမှုအတွေ့စစ်တပ်ဘက်ကအယောက်20ဝန်းကျင်ကတော့အသေးသေးတိတ်ကုန်ကြပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဟာရှေ့ဆက်မတိုးရတော့ပဲစစ်ကြောင်းလိုက်ပြန်ဆုတ်သွားကြတယ်လို့ရေတာရှင်မြို့နယ် PDF တရင်353 4ရတာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီးရေတာရှင်မြို့နယ်အတွင်းက ကရင်ချောင်းမြစ်ကူးတရပ်ဘက်ကနေအချက်ပစစ်တပ်စစ်ကြောင်းဟာစစ်တောင်းမြစ်အရှိတ်ဘက်ကန်းကိုဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုခက်တီတီနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချက်ပစစ်တပ်ကိုဒေါ်လန်ရင်ပူပေါင်းတပ်တွေကရေလွှဲကြေးရွာတောင်ဘက်တစ်သားတရားပေါ်အရောက်မှာအသင့်ဆောင်ပြီးတိုက်ခိုက်ချေမှုရမှာတော့စစ်တပ်ဘက်ကအယောက်20ဝန်းကျင်ဟာပြစ်ခတ်မှုတွေကြားမှာပဲအသေးသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးဒေါ်လန်ရင်ဘက်ကရေပေါ်တူလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်ဆိုပါတယ် ဲ့ဒီနောက်အတိနာသွားတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကတော့ရှေ့ဆက်မတိုးရတော့ပဲရေတာရှိမြို့နယ်အတွင်းကဘိန်းနေဘင်းရွှေတောင်ရွာတက်နေကဲလင်းစိတ်ခြေရွာတွေကနေအိမ်တွေကိုဇက်တိုက်မိရှုဖြက်စီပြီးစစ်ကြောင်းလိုက်ပြန်ဆုတ်သွားကြတယ်လို့ရေတာရှိမြို့နယ် PDF တရင်393ရဲ့တောင်ဝင်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ပကိုးတိုင်းဖြူးမြို့နယ်မှာအကြံဖက်စစ်တပ်ရဲ့ခလာရ9ကစစ်မှုထမ်းတပ်သားတက်တူဟာ ေါ်လာ industry ကိုမရမကထွက်ပြေးလာပြီးလက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့ MG ရဲ့ PDF အမှတ်နှစ်စစ်ဒေသတောင်ပိုင်းတိုင်း3933တရင်တာဝန်ခံကိုသိမ့်မြင့်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲပဲခူးတိုင်းဖြူးမြို့နယ်ကညောင်ပင်သာဘေးမှာရှိတဲ့အချက်ပစစ်တပ်ရဲ့ခလာရငါတရင်ကနေစစ်မှုရန်တပ်သားတဦးဟာလက်နက်နဲ့အတူတော်လိုင်းရဲ့တက်ရစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့သူဟာ အသက်33နှစ်အရွယ်ဖြစ်ပြီးမန္တလေးတိုင်းကနေစစ်မှုထမ်းတပ်သားတစ်အဖြစ်စစ်တပ်ထဲကိုအပို့ခံရတာဖြစ်တယ်လို့ပြောထားသလိုဒလောဆင်မှာတော့တော်လိုင်းရင်တက်တွေကသူ့ကိုကောင်းကောင်းမွန်မွန်လက်ခံစောင့်ရှောက်ပေးထားပါတယ်လို့လည်း UNG ရဲ့ PDF အမှတ်1စစ်ရေးသားတောင်ပိုင်းတိုင်း3933တရင်တော်ဝင်ကကိုသိမ့်မြန့်ကပြောထားပါတယ်တစ်ဖက်မှာတော့အချက်ဖက်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးဓာတ်တွေကိုတောင်းရှောက်လုပ်နေပြီးစစ်သားတစ်စုဆောင်နေသလို့ တဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့ဒန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်ရေးရတာနဲ့တော်လိုင်းတက်ရစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနယ်ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းနိုင်ငံရေဥခင်ဥကမ်ဘလူကလေးမြိုင်နဲ့မော်လိုက်မြို့နယ်တွေကရသပြည်တွေနေထိုင်ရာခြေရွာတွေကိုအချက်ပစစ်တပ်ကလေကြောင်းကနေဇက်တိုက်ဘုံကျဲမှုတွေလုပ်နေပြီးပြည်သူတွေလည်းဘေးလို့ရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေတာတွင်းသတင်းရင့်မြစ်တွေကရန်ကုန်ခေတ်ကိုပြောပါတယ်။နိုဝင်ဘာလ23ရက်နေ့ကဆိုရင်တရက်ထဲမှာပဲရေဦးမြို့နယ်ခင်ဦးမြို့နယ်နဲ့ကမ်လူမြို့နယ်အဆက်ကရသပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ရောစက်တက်လေဒီနဲ့ပါလာပြီးဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တယ်လို့ရေဦးမြို့နယ် People's Defense Comrade ရဲ့တာဝန်ရှိသူထုကန်စော်ကပြောထားပါတယ်။အဲ့ဒီလိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြောက်တန်းရွာထောင်းမင်းမောင်းကုန်း ဂုံတန်နဲ့ရော်ပလက်ကြေးဝါတွေကပြည်သူတွေဟာအရေးပေါ်ပုံခုကျင်းနေတဲ့ဝင်ရောက်ပုံခုနိုင်ခဲ့တဲ့အတွက်ပြည်သူတို့ထိခဲ့ဒဏ်ရာရတာကလွယ်ပြီးကျန်တဲ့ပြည်သူတွေကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါအပြင်နိုဝင်ဘာလ14ရက်နေ့တရက်ထဲမှာလည်းစကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကကြေးဝါတွေနဲ့မြန်မြို့နယ်အနောက်တောင်ချမ်းကကြေးဝါတွေအပြင်မော်လိုက်မြို့နယ်အရှိချမ်းကကြေးဝါတွေကိုပါချက်ဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုပ်သွားတယ်လို့ဒေတာတွင်သတင်းရစ်မြစ်တွေကပြောပါတယ်။ လက်ရှိမှာတော့အဲ့ဒီလိုအကြမ်းဖက်စစ်တပ်ရဲ့ရတပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အတွက်အဲ့ဒီဒေသတွေမှာရှိတဲ့ပြည်သူတွေကတော့ဘေးလွတ်ရာတွေကိုယာယီထွက်ပြစ်တိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်မှာနောက်ဆုံးလက်ကျန်၃မြို့ကလွဲပြီးရခိုင်တပြည်လုံးနှိပါသိမ့်ပိုက်ထားတဲ့အာရခတတော် EE ကဌာနဆိုင်ရာ၅ခုအတွက်ဝန်ထမ်းတွေခေါ်ယူနေတယ်လို့သိရပါတယ်ဒါကြောင့်အော်တိုဘလ31ရက်နေ့ရက်စွဲနဲ့အာရခတတော် EE က အာရခပြည်သူတော်လှန်ရေးအစိုးရအဖွဲ့ရဲ့ဗဟုအုပ်ချုပ်ရေးဌာနအပါဝင်ဌာနဆိုင်ရာ၅ခုအတွက်လစ်လက်နေတဲ့ဦးစီးအရာရှိနဲ့ဒုဦးစီးအရာရှိနေရာ28နေရာကိုရှောက်လွှာတွေခေါ်ယူနေတာဖြစ်တယ်လို့သိရပါတယ်။ဝန်တန်းတွေခတ်အပ်ဖို့အတွက် ခေါ်ယူနေတဲ့ဌာနဆိုင်ရာ၅ခုကတော့အာရခပြည်သူတော်လှန်ရေးအစိုးရအဖွဲ့ရဲ့ဗဟုအုပ်ချုပ်ရေးဌာနစိုက်ပျိုးရေးနဲ့မွေးမြူရေးဌာနဗဟုမြေယာစီမံခန့်ခွဲမှုကော်မတီဗဟုမြေစရင်ဦးစီးဌာန ငါလုပ်ငန်းနဲ့ရေးတယံဇာတာမြစီမံခန့်ခွဲရေးဌာနတို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာရှောက်လောပရက်ကတော့နိုဝင်ဘာလ21ရက်နေ့ဖြစ်တယ်လို့ပြောထားပြီးရွေးချယ်ခံရတဲ့သူတွေအနေနဲ့သက်ဆိုင်ရာဌာနတွေမှာအနည်းဆုံး3နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ရှောက်လောပုံစံတွေကိုအာရခတတော် AA ရဲ့ဗဟုအုပ်ချုပ်ရေးဌာနအောက်မှာရှိတဲ့သက်ဆိုင်ရာခရိုင်မြို့နယ်တိုက်နယ်ရုံးတွေမှာထုတ်ယူနိုင်တယ်လို့လည်းအရခပြည်သူတော်လှန်ရေးအစိုးရရဲ့ပြည်သူဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင် APSC ကထုတ်ပြန်ထားပါတယ် တရှိရခိုင်ပြည်နယ်မှာတော့စစ်တွေကြောက်ဖြူနဲ့မန်းအောင်စတဲ့၃မျိုးကလွဲပြီးရခိုင်ပြည်နယ်ကမြို့တွေအကုန်လုံးကိုအာရခတပ်တော်အေအေကအပိတသိမ်းပိုက်ထားတာဖြစ်ပြီးပြည်သူအုပ်ချုပ်ရေးရန်ရဲကိုပါတပါတဲ့လေပတ်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအတွက်မြေသူမြေဝါဖြစ်ကြောင်းတတိကံလက်မှတ် CI စာအုပ်ကနေ နိုင်ငံကူးလက်မှတ်ပြောင်းဖို့ဆောင်ရွက်ပေးနေတဲ့မဟာကျိုင်း TDCC ရုံးကိုမြန်မာစစ်တပ်ကအကြောင်းပြချက်မရှိဘဲပိတ်သိမ်းလိုက်ပြန်တယ်လို့သိရပါတယ်။ဒါကတော့နိုဝင်ဘာလ15ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးထိုင်းနိုင်ငံအတွက်မြန်မာနိုင်ငံသားတွေအတွက်မြေသူမြေဝါဖြစ်ကြောင်းတသက်ကလက်မှတ် CI စာအုပ်ကနေနိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ကိုယ်ရေးအချက်လက်ကောက်ယူဆောင်ရွက်ပေးနေတဲ့မဟာကျိုင်းမြို့ကယာယီအချက်လက်ကောက်ယူဌာနကွဲ TDCC ကိုမြန်မာစစ်တပ်ကခိတ္တပိတ်သိမ်းရပ်ဆိုင်ထားတယ်လို့ကြေညာထားပါတယ်။အဲ့ဒီလို့ မြန်မာစစ်တပ်ကကြီးညာချက်မှာပြန်လဲဖွင့်မဲ့ရက်ကိုလည်းအတိအကျမပြောဘဲသူတို့ဘက်ကပြန်လဲအတိပေးသွားမယ်ဆိုပြီးတော့သာထည့်သွင်းကြီးညာသွားတယ်လို့သိရပါတယ်အဲ့ဒီလိုထိုင်းနိုင်ငံမှာမြန်မာအလို့သမားတွေအတွက်အရေးကြီးတဲ့တပ်သိကန်လက်မှတ် CI စာအုပ်ကနေနိုင်ငံဦးလက်မှတ်ပြောင်းမှုပုံမှန်ဆောင်ရွက်ပေးနေတဲ့မဟာဂျိုင်း TTC ရုံးကိုမြန်မာစစ်တပ်ကရုတ်တရက်ပိတ်လိုက်တာဟာတိုင်းရောက်မြန်မာအလို့သမားတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုပုံမတင်းကျပ်ချုပ်ကင်ဖို့အချိန်ယူလှုပ်ဆောင်နေတဲ့သဘောဖြစ်တယ်လို့လည်း ထိုင်းရောက်မြို့မှာအလို့သမားရေကူညီပေးနေသူတွေကရန်ကုန်ခစ်တစ်ကိုပြောပါတယ်။အဓိကကတော့ထိုင်းရောက်မြို့မှာတွေအတွက်မြန်မာ passport အနီးထုတ်ပေးရေးကိစ္စကိုမြန်မာစစ်တပ်ကအရင်ထက်ပိုပြီးတင်းကျပ်မဲ့သဘောဖြစ်တယ်လို့ထိုင်းရောက်မြို့မှာအလို့သမားရေကူညီပေးနေသူ AAC ကိုရဲမင်းကလည်းပြောထားပါသေးတယ်။လက်ရှိထိုင်းရောက်မြို့မှာအလို့သမားတွေအနေနဲ့ CI ဆောင်းနဲ့ထိုင်းနိုင်ငံအတွင်း၄နှစ်နေထိုင်ခွင့်ရှိပြီးလက်ရှိအချိန်ထိ CI အဟောင်းကနေအစ်စ်ကိုလဲပေးနေစေဖြစ်ပေမဲ့အဲ့ဒီ CI ဆောင်းကနေ မြန်မာ passport အနီကိုပြောင်းဖို့လုပ်ပေးတဲ့ယုံကိုတော့မြန်မာစစ်တပ်ဘက်ကခိတရဆိုင်လိုက်တာဟာထိုင်းနိုင်ငံကနေအခြားနိုင်ငံတွေစီပြောင်းရွှေ့ခြင်းနဲ့သူတွေကိုကန့်သက်ထိန်းချုပ်ခြင်းတဲ့သဘောဖြစ်တယ်လို့လည်းသုံးသပ်နေကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခိတကနေဒီကမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ